ထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်လာလို့အဖမ်းခံရတဲ့မြန်မာနိုင်ငံသားအရေးအတွက်ကဩဂုတ်လနဲ့စက်တင်ဘာလမှာရုတ်တရက်မြင့်တက်လာပါတယ်။စက်တင်ဘာလ15ရက်တာကာလအတွင်းမှာတော့နေဆက်ဖြတ်ကျော်ဝင်လာတဲ့မြန်မာနိုင်ငံသား860ကျော်အဖမ်းခံလိုက်ရပါတယ်။သူတို့ဟာပွဲစားတွေနဲ့ချိတ်ဆက်ပြီးထိုင်းနိုင်ငံထဲကိုနီလာမျိုးမျိုးနဲ့ဝင်လာကြတာဖြစ်ပြီးအများစုကတော့ထိုင်းမြန်မာနယ်စပ်ဧရိယာဖြစ်တဲ့ကချနပူရီခရိုင်နဲ့တက်ခရိုင်ထဲမှာဖမ်းခံရတာပါ။ ထိုင်းရနာပိုင်တွေထုတ်ပြန်တဲ့စီးရင်တွေအရမြန်မာနိုင်ငံသား900ကျော်ထဲမှာ64ရာခိုင်နှုန်းကလူငယ်အမျိုးသားတွေဖြစ်ကြပါတယ်။သူတို့ကမြန်မာဆရာနာရှင်တက်ရဲ့အာရမလူတက်စီဆောင်းတာကိုရှောင်ပြေးလာကြတဲ့သူတွေဖြစ်ပါတယ်။ FE5 တနင်္လာရီသုတေသနအဖွဲ့ရဲ့အစီရင်ခံစာအရဩဂုတ်လမှာထိုင်းနိုင်ငံထဲတရားမဝင်ဝင်လာလို့အဖမ်းခံရသူ အရေအတွက်က1100နီးပါးအထိရှိနေပါတယ်။ မြန်မာဆရာနာရှင်တက်ကစစ်မှုထမ်းဥပဒေအတီးပြုတ်အသက်သွင်းခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်ဩဂုတ်လအထိထိုင်းနိုင်ငံထဲတရားမှုဝင်ဝင်လာလို့အဖမ်းခံရသူ6800နီးပါးရှိခဲ့တယ်လို့ FE5 အစီရင်ခံစာစီးရင်တွေရသိရပါဗျ။ပြည်တွင်းမှာဆရာနာရှင်တက်ကရတဲ့နည်းနဲ့စစ်သားစုဆောင်းလာတာကြောင့်မြန်မာနိုင်ငံတောင်ပိုင်းကလူငယ်အများစုဟာနှိစက်ရထိုင်းနိုင်ငံထဲကိုထွက်ပြေးခိုလုံနိုင်ဖို့စူးစမ်းနေကြတာပါ။ ဒါပေမဲ့ထိုင်းနိုင်ငံမှာလည်းအဖမ်းဆီးကျန်းနေလို့ပြေးစရာမြေမရှိတဲ့အခြေအနေမျိုးရင်ဆိုင်နေကြရပါပြီ။တနိုင်ငံလုံးစစ်မျက်နှာဖွင့်ထားရပြီးအင်အားပြုံးတိလာတဲ့ဆရာနာရှင်တပ်ကစစ်မှုထမ်းတပ်သားတွေရဖို့ရေးနီလာမျိုးစုံတုံပြီး အာရမလူတစ်စူဆောင်းတာတွေကိုအင်တိုက်အားတိုက်လှုပ်ဆောင်နေတာပါ။တဝဲခရိုင်နဲ့ဘိတ်ခရိုင်တွေကဆရာနာရှင်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေကနေရင်တွေမှာအစင်းအကြောင်းပြပြီးဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးတာ လမ်းသွားလမ်းလာလူငယ်တွေကိုဖမ်းဆီးတာမြို့ဝင်ထွက်စစ်စေးရေးဂိတ်တွေမှာဖမ်းဆီးတာတွေခက်ဆက်စိတ်လှုပ်ဆောင်လာပါတယ်။ဒဝဲဝက်ကလမ်းလမ်းမိတဲ့လောက်ပြုစုထားတဲ့စင်းတွေအရစတေမာလဆမ်းမိုင်းမာတော့ဒဝဲခရိုင်တဲအရမစစ်မှုထမ်းစုဆောင်ခံရသူ25ဦးထပ်မင်းရှိခဲ့ပါတယ်။ဒါအပြင်တရင်အစားနာမရပဲပျောက်ဆုံးနေသူတွေလည်းရှိနေပြီးမိသားစုတွေကတော့အရမစစ်မှုထမ်းစုဆောင်ခံရတဲ့အထက်ပါသွားပြီလို့မှတ်ယူသူတွေလည်းရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ဒေသခံလူငယ်တွေက နေအိမ်တွေမှာတောင် စိတ်ချလက်ချမနေရတော့ပဲစိုးရင်ထိတ်လန့်နေရတယ်လို့ဒဝဲမျိုးကန်မျိုးသားတူကပြောပါတယ်။စိုးရရမကွာဘူးလောက်ပေါ်တော့အလောက်ကမလို့စီမကွာစိုးရရပေါ့သွားလာလဲစိုးရရဒီကနေ့တော့နေဒီတော့စီဒူစီဖာကူလဲစိုးရနေရမှာမျိုး။အိမ်မှာခေတ်ရပေါ်လေးလေးနေရတယ်သူကတော့ဘူးလမ်းလေးပါးခြင်းဝါလာနေဘူးရဲ့ချက်ကားတို့လူစုမျိုးသူယူနေရောကအစကားလိုက်တော့တော်တော်စီ ကိုကြီးမကူနေတဲ့စီထရာလေးသူ့လိုလာတော့ဟာလေလည်းများလေဒါအပြင်မြို့ဝင်စစ်စေးရေးဂိတ်တွေမှာစစ်မှုထမ်းဖမ်းဆီးတာတွေကြောင့်လူငယ်တွေကအလုတောင်ဖြောက်ဖြောက်မသွားနိုင်လို့ပဲအလုတ်ပြောင်းတာနေရပြောင်းတာတွေဖြစ်လာတယ်လို့ဆိုပါတယ်ဒီရေးနာတော်ဝါဆလာလို့မရဘူးဆိုတော့အလုံးရေးပြောင်းလဲကွာမလို့ရှင်းရပဲအလုံးပြောင်းနေပြီဆိုတော့သူကဘာလို့လဲဒီမှာမင်းဒီဒီကစီပြောင်းအောင်ဒီမျိုးပြောင်းလဲလို့ရှိရကွာဒီတချို့လေးလည်းတခြားမျိုးပြောင်းနေလို့ရှိရ ဒါကြောင့်မြန်မာနိုင်ငံတောင်ပိုင်းကလူငယ်အများစုဟာဆရာနာရှင်တက်ဖမ်းဆီးမဲ့ဘေးကလွတ်ဖို့ထိုင်းကို ထွက်ပြေးကြတာပါ။ဒါပေမဲ့ထိုင်းဆိုရကလည်းဖမ်းဆီးပြီးမြန်မာနိုင်ငံကိုပြန်လည်ဖယ်ပြောင်းနေပါဗျ။ထိုင်းနိုင်ငံတဲတရားမဝင်ဝင်လာချိန်ဖမ်းမိတာရွှေပြောင်းအလုတ်သားတွေလောက်ခွင့်မရှိတဲ့အလုပ်တွေကိုဝင်လုပ်နေတာကိုစစ်ဆေးတွေ့ရှိရင်ပြစ်ဒဏ်ချမှတ်ပြီးနေရပြန်ပို့မယ်လို့ထိုင်းလူ့သမာဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ထားပါဗျ။2024ခုနှစ်ကနေအခုနှစ်ဩဂုတ်လအထိစီးရင်တွေရ ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့ကလဝကထိန်သိရေးစခန်းကနေကော့တောင်းဘက်ကို ပြန်လွှဲခံရသူ3500နီးပါးရှိခဲ့ပါတယ်။ပြန်ပို့ခံရသူအများစုဟာအသက်18နှစ်ကနေ45နှစ်အရွယ်တွေဖြစ်ကြပြီးအမျိုးသားအများစုကဆရာနာရှင်တက်ရဲ့အာရမစစ်မှုထမ်းစုဆောင်းတာကိုခံလိုက်ရပါတယ်။ထိုင်းရောက်မြန်မာအလို့သမားအရေးကူညီလှုပ်ဆောင်နေတဲ့ MHAC အဖွဲ့ခေါင်းဆောင်ကိုရဲမင်းကလည်းထိုင်းနိုင်ငံမှာဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေက ထိုင်းဥပဒေအရပြစ်ဒဏ်ချမှတ်ခံရပြီးရင်မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရပြီးစစ်သားစုဆောင်းခံရလေရှိတယ်လို့ပြောပါရတယ်။ထိုင်းရောက်30နိုင်ငံပဲဖမ်းမိတယ်။အဲတိုင်းဒေသပြစ်ဒဏ်ချမယ်။ပြစ်ဒဏ်ချပြီးရင်ပြီးရင်သူတို့မြန်မာပြည်ပြန်ပို့မယ်။ဒါပဲထိုင်းရောက်တော့သူကတော့ကိုလိုမြန်မာနိုင်ငံသားတွေကိုမြင်ရင်ဒီလိုပဲမြန်မာပြည်ပြန်ပို့လိုက်တာပဲစစ်သားစုဆောင်းဝင်တိုင်းရောက်မှာပဲဟောဒီလူတွေဒီလိုမျိုးမြန်မာစစ်ကော်မရှင်စီပြန်လွှဲနေတဲ့အပေါ်ထိုင်းလူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တက္ကသိုလ်ပါမခရီအပအဝင်ပညာရှင်တွေကထောက်လျှောက်ကန့်ကွက်နေကြပါတယ်။ဒါပေမဲ့ထိုင်းအနာပိုင်တွေကတော့ဒီလိုကန့်ကွက်နေတာကိုမျက်ကွယ်ပြုပြီးမြန်မာနိုင်ငံသားတွေကိုစစ်ကော်မရှင်စီဆက်ပြီးလွှဲပေးနေဆဲဖြစ်ပါတယ်။ဒါကြောင့်တောင်ပိုင်းဒေသကမြန်မာလူငယ်တွေဟာရှေ့တိုးထန်းပိုးနောက်ဆုတ်လှဲထုတ်စုတယ်လို့မတိုးတာမဆုတ်တာ အကြက်တဲကြီးတဲကိုကြက်ရောက်နေပြီးပြေးစရာမြေမရှိတဲ့အခြေအနေကိုစိုက်ရောက်နေကြပါတယ်ရှင်။